စစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းတစ်ခုဖြစ်တဲ့တနင်္သာရီတိုက်ဒဝဲမြို့နယ်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တီကီတပ်စခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကမေလ9ရက်ဒီကနေ့မနေ့9နာရီလောက်မှာသိမ်းပိုက်နိုင်တယ်လို့ကနအူရရှိတဲ့သတင်းတွေရသိရပါတယ်။တီကီစခန်းကိုကင်းအမျိုးသားလွမြောက်ရေးတပ်မတော် KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေကဧပြီလနောက်ပိုင်းကစလို့ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးဒီကနေ့မနေ့မှာသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ တော်လိုက်တပ်ဖွဲ့ဝင်တအူကလည်းတိခိတစခန်းကိုတက်ခိုက်သေးပိုက်နိုင်ပြီဖြစ်တဲ့အကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။လက်ရှိမှာနေမီရှင်လင်းလုဆောင်နေဆက်ဖြစ်တာကြောင့်တောပန်ဖမ်းမိမှုအခြေအနေနဲ့ထိခိုက်သိဆုံးမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီရဲ့ထိထပြူဟာစခန်းကိုကို KNLA နဲ့ပူးပေါင်းတပ်တွေကဧပြီလ19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထိထစခန်းနဲ့ငါးမိုင်ကျော်အကွာကတိဖိနေဇန်စခန်းကိုသိမ်းပိုက်နိုင်ဖို့ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။